ရွေးကောက်ပွဲမဲဆွယ်ကာလပြီးဆုံးမှုရပိုင်းအလိုမှာတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဒိုင်ဦးမြို့နယ်ပိုင်ကျေးရွာတွေအထိမဲဆွယ်စည်းရုံးရေးတွေကြိုးပမ်းဆောင်ရွက်နေတယ်လို့တောင်သူလယ်သမားပါတီကလည်းကျေးရွာအဆောင်ကလယ်သမားတွေနဲ့တွေ့ဆုံပွဲတွေကျင်းပဖို့ပြင်ဆင်နေပါတယ်။ လက်ရှိအာဏာရကျန်းခံရေးပါတီနဲ့လူမျိုးထောက်ခံမှုအများဆုံးရရှိထားတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကြမှာတောင်သူလယ်သမားပါတီကဝင်ရောက်ရှင်ပြိုင်မှာဖြစ်တာကြောင့်ဒိုင်ဦးမဲဆန္ဒနယ်ဟာအကျိတ်နယ်ဖြစ်မယ်ဆိုတာကသိကြပါဗျ။ဒိုင်ဦးမျိုးနယ်ရဲ့ကြီးရွာအများစုဟာဘာသာရေးမှိုင်းတွေရဲ့ထိုးနှက်မှုတွေကြီးကြီးမားမားရိုက်ခတ်ခံနေရတာကြောင့်အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်အနေနဲ့အင်ဒိုင်အာဒိုင်စီယုံရေးဆင်ပြီးအစွမ်းကုန်ကြိုးပမ်းနေရပါဗျ။ ဖက်ခဲကကျွန်တော်တို့တစ်ဖက်ကနေထိုးနှက်ထားတဲ့ဘန်တာကြီးမိုင်းလုံးတွေပေါ့နော်ဘန်တာကြီးမိုင်းလုံးတွေကဒါအဓိကနံပါတ်၁ပဲအဓိဟာဒီနဲ့ထိုးနှက်ထားတာကြီးခံရတယ်ဒါလည်းကျွန်တော်တို့တိမ်တိမ်တိမ်တဲ့သွားတဲ့ခါမှာတတိရတယ်အဲဒါမျိုးနဲ့အနေနဲ့တော့ပါတီနေနဲ့တော့ကျွန်တော်တို့စီယုံရေးအားတော့ကျွန်တော်တို့ အာ NRI ကျွန်တော်တို့ဆောင်ရွက်ပြီးပြီးပြီးစီးတဲ့အပေါ်မှာလည်းကျွန်တော်တို့နိုင်မယ်လို့လည်းယုံကြည်တယ်အလုပ်ထားတဲ့အလုပ်ပေါ်မှာလည်းယုံကြည်ကြည်နဲ့နိုဝင်ဘာလရှင်းရနေကြရင်တော့ကျွန်တော်တို့အဖြေကောင်းကောင်းဖတ်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်လေလေသမား90ရာခိုင်နှုန်းကျော်ရှိတဲ့ဒိုင်ဥဒေတာမှာလူလူလူဒန်းစာအလွှာအသီးသီးကိုကိုစားပြုတဲ့အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကလည်းလူလူထောက်ခံမှုကိုခိုင်မာရရှိထားတာပါတောင်သူလေသမားပါတီကလည်းဒိုင်ဥဒေတာကကြီးရွာတိုင်းမှာ အမဂန်ပါတီအဖွဲ့ဝင်တွေနဲ့စနစ်တကျဖွဲ့စည်းထားတာကြောင့်ဒီရွေးကောက်ပွဲမှာအနိုင်ရဖို့မျှော်လင့်နေပုံရပါတယ်။ဒွာတိုင်းဝါတိုင်း53အုပ်စုတို့မှာလည်းအခုရဲ့ပါတီဝင်ပြည်စီလည်း7ယောက်စီရှိပြီးသားနော်အခုရဲ့ပါတီကို easy နဲ့7ယောက်နဲ့တို့နေတိုင်းစီဝင်စီနဲ့နေတိုင်းပါတီဝင်နေစီဝင်စီတဲ့အတွက်ဒါဥမျိုးနဲ့မှာဘယ်လိုပြောမလဲရှစ်ပါတီတိုင်မဲ့ထင်တယ်ပြိုင်တဲ့ထဲမှာတော့အခုပါတီအရာအကောင်းဆုံးဆိုတော့အကောလည်း3နဲ့3နဲ့ပြီးပြီလေကိုလည်းဆင်းပြီးပြီဒီပွဲကတော့လုံးဝအာမခံကျွန်းနဲ့ ဂရုပါတီနိုင်မယ်ဆိုတော့ယုံကြည်ပြီရွေးကောက်ပွဲနီးကပ်လာတဲ့မြာဒိုင်ယူမှာခြေချင်းလိန်နေကြတဲ့အဓိကအင်အားကြီးပါတီတွေနဲ့ပတ်သက်လို့ပြည်သူတွေရဲ့သဘောထားကဘယ်လိုရှိပါသလဲအခုအမြင်ပြောရမယ်ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲလယ်သမားမှတခြားလိုဂျားပါတီတွေမဟုတ်ဘဲနဲ့တနိုင်ငံလုံးရဲ့ပြည်သူတွေပြောင်းလဲပြည်သူတွေကိုပေါ့ပြောင်းလဲပေးနိုင်မယ့်ပါတီကတော့ဒီမျိုးသားဒီမိုစီအဖွဲ့ချုပ် NLD ပါတီပေါ့